မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အနှိမ်ဆုံးမှုချိန်များမှာနေပြည်တော်မှာ16ဒီဂရီဆဲလ်စီယက်67ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်းမြို့မှာ27ဒီဂရီဆဲလ်စီယက်80ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ16ဒီဂရီဆဲလ်စီယက်67ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲမိုးလေဝသဂျိုးတို့မှဖောက်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိတ်အနေငယ်ဖြစ်နေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတိတ်အသင့်တက်မှာတိတ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိတ်အနေငယ်ဖြစ်နေပြီးချန်ဒေသများမှာတိတ်ကင်းဆန်တလောက်ရှိနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းအသင့်တင်ရှိပါမယ်လိုင်းမြင့်မှာမြန်မာကင်မရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေခန့်ရှိနေပါတယ် ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာအများအားဖြင့်တာယာပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတရင်အသင့်အတင်ဖြစ်တော်မှာမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအားဖြင့်တာယာပါမယ်။ အမြင့်ဆုံးပုံချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရှန်ကုံမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်အထင်အထင်ဖြစ်တော့မှာမယ်။အမြင့်ဆုံးပုံချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးပုံချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးအနှဲငယ်ရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။